ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မဖိုင်တာထွန်းထွန်းမင်းကနေပြီးတော့သူ့အနေနဲ့ဝမ်ချန်ပီယံရှစ်ရဲ့ကမ်းလှမ်းမှုကို၅ကြိမ်တိုင်ရရှိထားပြီးဒါပေမဲ့ဆုံးဖြတ်ချက်မချသေးဘူးဖြစ်နိုင်မယ်ဆိုရင်တော့ဒီနေ့နှစ်ကုန်ကာလကိုရောက်ရင်သူ့ကိုဝမ်မှာမရလိမ့်မယ်လို့ပြည်သူတွေကိုအသိပေးလိုက်တဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်ခင်ဗျာထွန်းထွန်းမင်းကဝမ်ချန်ပီယံရှစ်ကိုလက်ရှိချိန်မှာတော့ ူညီတွေရဲ့အကိုတယောက်ဖြစ်ရောနီးပြတယောက်ဖြစ်ရောလိုက်ပါဆံရံပေးနေတယ်ပြိသက်တွေကတော့ထွန်းထွန်းမင်းဟာ one championship ကိုအခုလိုနီးပြတယောက်အဖြစ်နဲ့လိုက်ပါနေတဲ့ပုံစံကိုကြည့်ရတာက one championship မှာ သူနဲ့တွေ့နိုင်တဲ့ fighter တွေရဲ့ထိုးပုံထိုးနည်းလုပ်ပုံလုပ်နည်းတွေကိုသွားပြီးအကဲခတ်တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်ခင်ဗျထွန်းထွန်းမင်းဟာထွန်းမင်းအောင်ကို အနိုင်ရအောင်ပေါ့လေ လမ်းညွန်ကဲတုန်းကလည်းတစ်ဖက်ကရှက်ဖက်ရဲ့အားနည်းချက်တွေကိုတော်တော်သုံးသပ်ပြီးသူညီကိုအကြံပေးနိုင်ကြတာမြင်တွေ့ရပါတယ်ခင်ဗျအဲ့တော့ဝမ်ကထွန်းတုံးမင်းကိုပွဲတယ်ပေးခဲ့ရင်လည်းတာမန်ကြောင်ကြဖိုက်တာတယောက်လောက်နဲ့တော့ပွဲမတယ်ပေးတော့ဘူးအဲဈေးကွက် market ကိုတိစောက်ခြင်းရင်တော့ပထမတစ်ပွဲနှစ်ပွဲလောက်ကိုတော့ထွန်းတုံးမင်းအသာစီးရောက်တဲ့ဖိုက်တာမျိုးနဲ့ပေးတွေ့ပြီးတော့တတိယပွဲလောက်ရောက်ရင်တော့ထွန်းတုံးမင်းဟာ ဆိုလုံးလိုပဲတကယ်ခက်တဲ့ပြိုင်ဘက်တယောက်ကိုစတင်ရင်ဆန်ရလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်ခင်ဗျာတွန်းတွန်းမင်းကလည်းဝမ်ကို ကူပြောင်းပြီးတော့ထိုးခြင်းပုံရပါတယ်ဟိုးဝမ်ချန်ပီယံရှစ်အစောပိုင်းကာလတွေကအွန်လိုင်းအန်ဆန်းကနေတွန်းတွန်းမင်းကိုဝမ်ချန်ပီယံရှစ်စီကိုကူပြောင်းပြီးတော့ပွဲထိုးဖို့ကမ်းလှမ်းခဲ့ရင်မဲ့အဲ့တုန်းကတော့တွန်းတွန်းမင်းကငင်းဆန်ခဲ့တယ်ဗျအခုသူညီတွေထိုးတာကိုမြင်ပြီးမှထွန်းထွန်းမင်းဟာ1 championship ကိုကူပြောင်းမှုအတွက်စိတ်ဝင်စားလာမှုရပါတယ် သူ့အနေနဲ့ဝမ်းရှံပြန်ရှင်းပြကမ်းလှမ်းမှုကိုငားကြိမ်နဲ့ရထားပြီးပြီဒါပေမဲ့ဆုံးဖြတ်ချက်ကမရှမှတ်ရသေးဘူးလာမယ့်၈လပိုင်းကိုရောက်ရင်မြန်မာနိုင်ငံမှာရှံပြန်ရွှေကပတ်လူပွဲထိုးရအောင်ရှိနေတယ်အဲ့ဒါပြီးရင်တော့အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုကိုသူ့ဘက်ကရှမှတ်သွားမယ်ဖြစ်နိုင်မယ်ဆိုရင်တော့နှစ်ကုန်ကာလကိုရောက်ရင်ဝမ်းမှာ သူ့ကိုတွေ့ရနိုင်တယ်လို့ထွန်းနှမင်းကပြောသွားခဲ့တယ်ခင်ဗျာ ဒီတော့ဒီစကားတွေကိုအနှစ်ချုပ်ကြည့်လိုက်ရင်ထွန်းထွန်းမင်းကဝမ်းကိုကူပြောင်းမှုအတွက်သူ့ဘက်က90ရာခိုင်နှုန်းလောက်စဉ်းစားထားပြီးပြီလို့ပြောတဲ့သဘောမျိုးဖြစ်နေပါတယ်ထွန်းထွန်းမင်းသာဝမ်းချန်ပီယံရှစ်ကိုရောက်လာခဲ့မှဆိုရင်ဝမ်းကသူ့ကိုပဲဖိုက်တာနဲ့ပြည့်တွေ့မလဲဆိုတာလေတကယ်ကိုစိတ်လှုပ်ရှားစရာပဲထွန်းထွန်းမင်းနေနဲ့ဝမ်းကိုကူပြောင်းပြီးတော့ပွဲထိုးဖြစ်ပါစေလို့ဒီနေ့အားနေဆန္ဒမြုပ်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ